ောင်းပဲမင်္ဂလာပါရှင်။9 million channel ကတည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့စာရေးသူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့ဂိုင်းတော်ထဲမှာတိုက်ပွဲဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးမစားတင်ပြီကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်တင်များစွာကိုမလွတ်တမ်းအားဆင်နိုင်ဖို့အတွက် ဘေးနားကအချက်ပေးခေါလုံးလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်။မပန်းတာဟာစကိုင်းဌာနချုပ်အတွင်ကိုတိတ်တဆိတ်နဲ့ခိုးဝင်လာခဲ့ပါတယ်။တကောင်ချိန်မရောက်သေးတာမို့လို့ဥကျော်ရွေတို့စကိုင်းသားတွေဟာလည်းဌာနချုပ်အတွင်ကိုတပွဲပွဲနဲ့ရောက်လာကြပါတယ်။မပန်းတာကလည်းစကိုင်းအတွင်ကိုဝေးလိုက်ပြီးတော့အဆောက်အအုံတွေရဲ့နောက်မှာရှိတဲ့လူရှင်းတဲ့ချုပ်ပုတ်တစ်ခုအနီးမှာရက်ဆောင်နေလိုက်ပါတယ်။ မကြမီတကောင်အချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အဲဒီခါမှာတော့ဦးကျော်ရွေးရဲ့တပည့်မောင်ခွေးကလေကလေးတချုံချိုနဲ့ချုပ်ပုတ်အနီးကိုတိုးကပ်လာပါတယ်။မောင်ခွေးကလည်းချုပ်ပုတ်အတွင်းကိုအပေါ်သွားရန်အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲမပန်းတော်ကိုတွေ့ရှိသွားပါတယ်။ဟဲ့မင်းဘာလုပ်လဲ။မောင်ခွေးကအော်လိုက်တဲ့အချိန်မှာပဲမပန်းတော်ကမောင်ခွေးရဲ့ရင်ဝါကိုစက်သားလေးတစ်ခုကိုပြစ်သွင်းလိုက်ပါတယ်။မောင်ခွေးမှာရုတ်တရက်အလေးတိုက်ခံလိုက်ရတာမို့လို့မပန်းတော်ရဲ့ဆက်လက်နဲ့ကိုမဖြတ်စည်းနိုင်ပေတဲ့ ဆက်လက်နဲ့ထိမှန်ကခွေလဲကျသွားပါတယ်။မပန်းသားကလည်းမောင်ခွေးကိုချုပ်ဖို့အတွင်းကိုစွဲသွင်းလိုက်ကမောင်ခွေးရဲ့ရုပ်ရည်ကိုကြည့်လိုက်ပါတယ်။ရုပ်ကတော့အတော်ဆိုးတယ်လူပဲ။အဲ့ဒီနောက်မောင်ခွေးရဲ့မျက်နှာနဲ့အပ်လိုက်ကလက်ညှိုးတစ်ချောင်းနဲ့မောင်ခွေးရဲ့နှစ်ဖူးကိုထိထားလိုက်ပါတယ်။တဖန်မပန်းသားကလည်းအဲ့ဒီလက်ညှိုးကိုမိမိရဲ့နှစ်ဖူးနဲ့ထိလိုက်ပြန်ပါတယ်။အဲ့ဒီလိုနဲ့လက်ညှိုးလေးကိုမောင်ခွေးရဲ့နှစ်ဖူးနဲ့ထိလိုက်မိမိရဲ့နှစ်ဖူးနဲ့ထိလိုက်နဲ့အစိမ့်ဖန်ပေါင်းများစွာပြုတ်လုပ်ပြီးရဲ့အခါမှာတော့ မပန်းသားရဲ့ရုပ်ရည်ဟာတဖြည်းဖြည်းနဲ့မောင်ခွေးရဲ့ရုပ်ရည်အတိုင်းထက်တူညီလာပါတယ်။မပန်းသားကပုံတူကူးချင်းကိုရက်တန့်လိုက်တဲ့အခါမှာတော့ဝစ်စင်ထားတဲ့အဝတ်စားတွေပါမောင်ခွေးနဲ့တထေရာနဲ့တူညီသွားပါတယ်။မပန်းသားကလည်းတခိခိနဲ့ရီမောလိုက်ပြီးဆက်ကိုင်းကလူတွေကတလောက်ညံ့မယ်လို့ထင်မထားဘူး။မပန်းသားကလည်းတစ်ချက်ရေရွတ်လိုက်မိပါတယ်။အဲ့လိုရေရွတ်လိုက်တဲ့အခါမှာတော့အတံမှာမိန်ကလေးတန်ဖြစ်နေပြန်သေးပါတယ်။အော်ဟုတ်သားပဲ။သူ့အတံရုံးမှရမှာပဲ။ ပန်းတာကလည်းမောင်ခွေးရဲ့လက်မျိုးကိုပုတ်ထက်လိုက်ပြီးတော့အပေါ်ကိုတက်တင်လိုက်ပါတယ်။မောင်ခွေးရဲ့ပါးစပ်ဟထားတဲ့အခါအဲ့ဒီလက်သီးစုပ်ကိုပါးစပ်အတွင်းကိုပြစ်ထည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မပန်းတာကအတန်တစ်ချက်စမ်းသက်ကြည့်လိုက်တဲ့အခါယောက်ျားပီသားတဲ့အတန်လုံးလုံးကြီးဖြစ်နေပါတယ်။မပန်းတာကလည်းတစ်ချက်ပြုံးလိုက်ရင်းနဲ့မောင်ခွေးရဲ့မျက်နှာကိုလက်နဲ့သုံးချိန်ပုတ်ထက်လိုက်ကာကဲဟောဒီချုံမုတ်ထဲမှာတညလောက်တော့အေးအေးဆေးဆေးအိတ်နေလိုက်အောင်ပေါ့။မပန်းတာကလည်းအဲ့ဒီလိုပြောလိုက်ကာချုံမုတ်အတွင်းကနေထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲစက်ကိုင်းသားတယောက်ကမပန်းသားထံကိုပြေးလာပြီးတော့အကိုခွေဘယ်လိရှောက်သွားနေရလဲဗျာဆရာကြီးကအကိုကိုရှာနေပြီဗျဟောအေးငါဘိုက်နာလို့အိမ်နာသွားတက်တာပါကွာမင်းရလေလူစုံနေပြီမြင်မြန်လိုက်ခဲ့တော့ပြုမပန်းသားမှာတပည့်တွေကြားမှာအသာကြီးရိုက်လိုက်ပါတယ်ဦးကျော်ရွေးကလည်းတပည့်တွေကိုတစ်ချက်ကြည့်လိုက်ပြီးတော့ငါတပည့်တို့ဒီနေ့ဟာစက်ကိုင်းကပူတာသလားစက်ဖြက်ကိုင်းကပူတာသလားဆိုတာကိုအဆုံးဖြတ်ပေးရမယ်နေ့ဖြစ်တယ်ဒါကြောင့်မင်းတို့အမြဲတမ်းအသိရှိနေရမယ် ရန်သူကအချိန်ပေးလှုပ်ရှားနိုင်လာမို့လို့မင်းတို့အမြဲအသင့်ပြင်ထားရမယ်။တကယ်လို့ဆရာကြီးရှုံးနေသွားရင်ဘလို့လုပ်မလဲဆရာကြီး။ဦးကျော်ရွေးကလည်းခေါင်းညိတ်လိုက်ကမပြောကောင်းမဆိုကောင်းငါရှုံးနေသွားခဲ့တယ်ဆိုရင်မင်းတို့တွေအကုန်လုံးစက်ပြက်ကိုင်းကိုတပြိုင်တည်းထဲဝင်တိုက်ခိုက်ကြရမယ်။ဒါဆိုဆရာကြီးကရှုံးနေမှုကိုလက်မခံဘူးပေါ့နော်ဆရာကြီး။အရှုံးကိုလက်ခံမယ်အစားတည်သွားတာကမှပုံမြက်ပါအောင်ပဲကွ။ဦးကျော်ရွေးကလည်းလက်သီးလက်မောက်တန်းကစကိုင်းသားတွေရွှေဆိုလေးရှိရဲစောင်ပုတ်တွေကိုရွှေဆိုကား ကျွေးကြော်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဦးကျော်ရွေးကခေါင်းဆောင်ကစက်ကိုင်းသားတွေဟာဂိုင်းအတွင်းကနေထွက်လာခဲ့ပါတယ်။မပန်းသားကလည်းဂိုင်းအတွင်းကနေမထွက်ခွာခင်။တောင်ကုန်းလေးပေါ်ကိုတစ်ချက်မောကြည့်လိုက်ပါတယ်။ဒေဝဂိုင်းကခေါင်းဆောင်တို့ဦးဆောင်ထားတဲ့လူ90ခန်းဟာတောင်ကုန်းလေးပေါ်မှာအသည့်နေရာယူပြီးကြပြီဖြစ်ပါတယ်။ဦးကျော်ဝေးတို့ဟာလည်းအချိန်တန်းကြောင်းစောင့်ဆိုင်နေတဲ့အထိဦးကျော်ရွေးရဲ့စက်ကိုင်းဟာပေါ်မလာသေးပဲရှိနေပါတယ်။ဦးကျော်ဝေးကလည်းစိတ်မရှိတော့ဘူး။ကျော်ရွေးတို့ဘာရီကြမ်းစီနေပြန်ပြီလဲမသိဘူး။ ဒီကောင်းနေတခုခုများအောက်ကြံကြီးတို့နောက်ကျနေရများလားအဲ့ဒီချိန်မှာပဲဥကျော်၍ခေါင်းဆောင်နဲ့စက်ကိုင်းသားတွေဟာတဲတောင်ပြည်ကြီးစီကိုခြေတက်လာပါတယ်နှစ်ဖက်ကိုင်းသားတွေဟာတဲတောင်ပြည်ကြီးပေါ်မှာစုဝေးကတွေးဆောင်ကြပါတယ်တကိုင်းနဲ့တကိုင်းပညာပြိုင်ကြတာမို့လို့အချင်းချင်းရန်ဆောင်တဲ့အကြည့်တွေနဲ့ကြည်နေကြပါတယ်ဆရာကြီးထွက်ကြရအောင်လေနေအောင်မီခါနှစ်ဖက်အပြန်လဲတိုက်ခိုက်တဲ့အချိန်မှာထွက်ကြတာပေါ့ဥကျော်ဝေးကလည်းဥကျော်ရွေးကိုလက်ညှိုးထိုးလိုက်ကဟိတ်ကောင်ကျော်ရွေး ဆရာကြီးမရှိကြတဲ့ကမင်းတို့ခိုင်းတယ်ငါတို့ခိုင်းမှာဘယ်ခိုင်းကပိုတာတလဲဆိုပြီးအပြေရှာကြတဲ့ခါအခုတတိအပြေမထွက်သေးဘူးမဟုတ်လားကွငါတို့တွေပညာပြိုင်ခဲ့ကြတာအခုဆိုလေးနှစ်တတိရှိခဲ့တာတော့ဘယ်ခိုင်းရဲ့ပညာရက်ကပိုတာတယ်ဆိုတာနိုင်ရှုံမကွဲသေးဘူးဒီနေ့တော့ဘယ်ခိုင်းရဲ့ပညာကပိုတာတလဲဆိုတာကိုတတိရှာရှာပြည့်ပြည့်တတ်တတ်နဲ့သိကြရမယ့်အချိန်ရောက်ပြီဦးကျော်ရွေးကလည်းခါထုတ်လိုက်ကဟဲ့ကောင်ကျော်ဝေးလူတိုင်းသိပြီးသားအကြောင်းတွေကိုရှာရှည်ပြီးပြောမနေစမ်းပါနဲ့ မင်းတကယ်တတ်တယ်ဆိုရင်အရှိကိုထွက်လာခဲ့စမ်းပါ။ဦးကျော်ဝေးကလည်းမျက်နှာတစ်ချက်ပြတ်သွားပြီးရဲ့နောက်မှာတော့ငါကလည်းခက်မြက်မြက်ပဲတိုက်လိုက်ချေသေးတော့ဦးကျော်ဝေးနဲ့ဦးကျော်ရွေးတို့ဟာတဲစည်းကုံကြီးအလဲမှာရှိတဲ့စက်ပစ်ကွေးအတွင်ကိုခုတ်ဝင်လိုက်ပါတယ်။စက်ပစ်ကွေးမှာတော့တဲစည်းကုံကြီးရဲ့အလဲတက်တယ်မှာတည်ရှိပါတယ်။နှစ်ဖက်ခိုင်းသားတွေကလည်းစက်ပစ်ကွေးနဲ့ခက်လန့်လန့်မှာနေရာယူလိုက်ကြပါတယ်။ဦးကျော်ဝေးကလည်းလက်ငါးချောင်းကိုထောင်းလိုက်ပြီးရဲ့နောက်မှာတော့လက်ချောင်းတွေရဲ့ထိတ်မှာဆက်လက်နဲ့ငါးခုကိုဖန်တီးပြလိုက်ပါတယ်။ ဲ့ဒီခါမှာတော့ဦးကျော်ရွေးကလည်းကြီးမောလိုက်ကမင်းကတလောက်ပဲတက်တာလားကျော်ဝေးကဟောဒီမှာကြည့်လိုက်စမ်းဦးကျော်ရွေးကလည်းလက်ဆယ်ချောင်းထောက်လိုက်ကဆက်ဆယ်ကူကိုတပြိုင်တည်းဖန်တီပြလိုက်ပါလေဦးကျော်ရွေးနဲ့ဦးကျော်ဝေးတို့ဟာဆက်ပြေခတ်ခြင်းမပြုလုပ်မီတမားကုန်ပြနေကြခြင်းဖြစ်ပါလေဦးကျော်ဝေးကလည်းလက်ဆယ်ချောင်းထောက်လိုက်ပြီးတော့ဆက်ဆယ်ကူကိုဖန်တီပြလိုက်ပါလေတဖန်ဦးကျော်ဝေးကလက်ချောင်းတွေကိုလှုပ်ရမ်းလိုက်တဲ့အခါရခေဖန်တီထားတဲ့ဆက်လက်နဲ့တွေဟာပျောက်ကွယ်သွားပြီးတော့ဆက်လက်နဲ့အစ်စ်တွေထပ်မံပေါ်ထွက်လာပါတယ် ဇက်လက်နဲ့နှစ်ခု၃ခုပဲဖန်တီးရခက်ခဲပေမဲ့အခုဦးကျော်ဝေးဟာဇက်လက်နဲ့၁၀ခုကိုတပြိုင်တည်းဖန်တီးနိုင်တဲ့အပြင်ဇက်လက်နဲ့တွေကိုပြည့်မျက်စိတစ်ပိတ်တွင်ပြောင်းလဲဖန်တီးနိုင်တာကိုအံ့ဩစရာအလွန်ကောင်းလာပါတယ်။ဦးကျော်ဝေးကလည်းအားကြမခံပဲနဲ့ဇက်လက်နဲ့၁၀ခုကိုဖန်တီးလိုက်ပြီးတော့လက်ချောင်းတွေကိုအဖွင့်ပိတ်ပြုတ်လုပြန်ရာတတန်ရောင်တစ်ဖွဲ့ဝင်းလက်နေတဲ့ဇက်လက်နဲ့တွေဟာလက်ချောင်းတစ်ချောင်းကနေတစ်ချောင်းစီကိုခုန်ကူးကြရင်တဲ့အယောင်တွေပြောင်းလဲနေပါတယ်။မိခားမှာမြင်းမြင်းတမျှအထူးဆန်းကြီးဖြစ်နေပါတယ်။ တမားကုန်ပြတဲ့ပွဲမှာဘယ်သူမှမနိုင်ကြတာမို့တိုက်ခိုက်မဲ့အခြေအနေကိုရောက်လာကြပါတယ်။ဥကြဝေးကတော့လက်ဆယ်ချောင်းကဆက်လက်နဲ့တွေကိုမာယာအမျိုးမျိုးထဲကပြစ်လို့ထလိုက်ပါတယ်။တစ်ဖက်ကဥကြဝေးကလည်းအဲ့ဒီဆက်ဆယ်ကူမာယာဆယ်မျိုးကိုပြန်တဲ့ဖြက်စည်းကတိုက်ခိုက်ပြန်ပါတယ်။ဥကြဝေးနဲ့ဥကြဝေးတို့ရဲ့တိုက်ခိုက်ပွဲဟာတော့ရင်သက်ရှုမောပွဲကောင်းလာပါတယ်။ဆက်လက်နဲ့တွေဟာပုံစံအမျိုးမျိုးမာယာအမျိုးမျိုးနဲ့ပြန်တန်းနေကြသည်မှာကြည့်ရှုရသူတွေအဖို့တော့ရင်တမမနဲ့ဖြစ်နေပါတယ်။ဂိုင်းတော့အတွင်းကနေကြည်နေတဲ့ဥဆန်သိပ်ပင် တပည့်တွေရဲ့ပညာအစွမ်းကိုကြည်ကကျေနပ်နေပါတယ်ဒီကောင်တွေငါတပည့်ပီတာကြပါပြီလေတော်တော်ကိုအစွမ်းတွေတက်လာကြတာပဲအဲ့ဒီခါမှာတော့မိခါမှာဘိုင်းနံလာပါတယ်မိခါမှာမျက်စိမျက်နှာပြက်နေရမှုစိတ်တလုံးကလည်းမိခါကိုကြည်လိုက်ကမိခါဘာဖြစ်လို့လဲဟိုလေဘိုင်းနံလို့ပါဆက်လက်နဲ့တွေဘာပဲလဲမထီပဲနဲ့ဘာဖြစ်လို့ဘိုင်းကနားရတာလဲအော်ဘိုင်းနာပါတယ်ဆိုမှဣပါချင်းလို့ပေါ့ဦးကြီးစိတ်တလို့ရဲ့အော်အေးအေးဒါဆိုသွားပါလေငါလိုက်ခဲ့ရအောင်မလား ။အော်ရတယ်ဦးကြီးမလိုက်နဲ့တော့ကျမတယောက်တည်းချောင်းဘေးကိုသွားပြီးတော့ကိစ္စရှင်းလိုက်မယ်။အေးအေးမင်းမြပြန်လာတော့မိခါဘွဲကြီးဘွဲကောင်တွေတို့သွားမှဆိုလို့ပြောတာဟိ။မိခါမှာဂိုင်းပြည်တွေကြောင့်တိုးဝေကချောင်းအောက်ပဲစီကိုဆဲလာခဲ့ပါတယ်။စေတလုံးတို့နဲ့အတော်လန်းတဲ့နေရာကိုရောက်တဲ့အခါမှာတော့ဂိုင်းတော်အတွင်းမှာပဲကိစ္စရှင်းလိုက်ပါတယ်။အဲ့ဒီအခါမှာဂိုင်းတော်အတွင်းကနေစကားပြောတာတကူထွက်လာပါတယ်။ဟာချီးစော်နံလိုက်တာကွာဟဲ့ကောင်မင်းပေါက်တာမဟုတ်လား။ဘယ်ရလားငါပေါက်ရမှာလဲကွာ။ မင်းပေါက်ပြီးမင်းနံနေရဖြစ်မှာပေါ့ငါမပေါက်ဘူးကွာဒီနားမှာမင်းနဲ့ငါနဲ့ပဲရှိလားဆိုတော့မင်းပေါက်တာပဲနေမှာအဲ့လူနှုတ်ကလည်းငေးခုန်နေပါတယ်မိခါမှအဲ့ဒီလူတွေကိုလေးလာအကဲခတ်လိုက်တဲ့အခါတခြားခိုင်းကလူတွေဖြစ်နေရကိုသတိထားမိလိုက်ပါတယ်ဒီလူတွေကဘယ်လိုလူတွေပါလဲမိခါမှဂိုင်းတော်ကြီးအတွင်းကိုအကဲခတ်ကြည့်လိုက်တဲ့အခါလူအများမှနှစ်ယောက်တတွဲစီတွေ့လျက်ဟိုတစုဒီတစုနဲ့စောင့်ကြံ့နေရကိုလည်းတွေ့လိုက်ရပါတယ်ဒီလူတွေကပညာပြိုင်ပွဲကိုငါတို့လိုလာခိုးကြည့်ရတော့မဟုတ်တော့ဘူး တခုခုတော့တခုခုပဲဆက်ပြိုင်ပွဲမှာလည်းကောင်းကဲရောက်နေပြီဖြစ်ပါတယ်တစ်ဖက်နဲ့တစ်ဖက်အပြိုင်တိုက်နေကြတဲ့အချိန်မှာရေချိန်မလျော့သေးပြီအဲ့ဒီအချိန်မှာတော့မောင်ခွေးကအရှိကိုတက်လာကဥကြော်ဝေးထံကိုဆက်လက်နဲ့တွေနဲ့ပြစ်လို့လိုက်ပြန်ပါတယ်ဥကြော်ဝေးကလည်းတခြားဆက်လက်နဲ့တွေကိုပြစ်ခတ်ပြက်စီးနေရမှလို့မောင်ခွေးပြစ်လိုက်တဲ့ဆက်လက်နဲ့တွေကိုမရှောင်ရှားနိုင်ပဲနဲ့ထိခိုက်သွားပါတယ်၃၀ချက်တဝုံဝုံနဲ့ပောက်ကွဲပြီးရဲ့နောက်မှာတော့ဥကြော်ဝေးမှအနောက်ကိုလွှဲထွက်သွားပါတယ် အဲ့ဒီခါမှာတော့ဦးကျော်ရွေးကလည်းမောင်ခွေးကိုလှည့်ကြည့်လိုက်ကဟဲ့ကောင်မခွေးမင်းဘာလုပ်တာလဲအနိုင်ရှုံသေးခွဲတော့အောင်လှုပ်လိုက်တာလေဆရာကြီးရမင်းယူနေသလားမောင်ခွေးရကျုပ်ကမယူပါဘူးဆရာကြီးရယူနေတာကဆရာကြီးလိုဗျအနိုင်ရှုံမရှိတဲ့ပြိုင်ပွဲကိုနှစ်စင်ပြိုင်နေရဖြစ်တဲ့နယ်လို့ထင်လို့လားဦးကျော်ဝေးကိုတော့တပည့်တွေကပြေးတွေ့လိုက်ပါတယ်စက်ပြက်ကိုင်းကတပည့်တွေကလည်းရှေ့ကိုတက်လာကစက်ပြက်ပွဲမှာဘေးလူမပါရဘူးဆိုတာမင်းတို့မသိဘူးလားကွမင်းတို့တော်တော်ညစ်ပတ်တဲ့လူတွေပဲမောင်ခွေးကလည်းခါထောက်လိုက်ကား ပါတော့ဘာဖြစ်တလဲမင်းတို့ကဘာလုပ်ချင်တလဲကွာအရှုံးသမားတွေအားလုံးအိပ်ပြကြစမ်းကွာမောင်ခွေးရဲ့ဇကားကိုကြားတဲ့အခါဆက်ပြက်ကိုင်းသားတွေကလည်းဒေါသထွက်ကဆက်ကိုင်းကလူတွေကိုတိုက်ခိုက်ကြပါတယ်ဆက်ကိုင်းကတပည့်တွေကလည်းပြန်လေတိုက်ခိုက်ပါတယ်ဥကြော်ရွေးကလည်းမောင်ခွေးကိုကြည့်ကဟိတ်ကောင်ငခွေးမိပါရီရှောက်လုလိုက်တာလဲကွာတိုက်ပွဲတစ်ခုကိုဖန်တီးပေးလိုက်တာလေဆရာကြီးရဲ့မောင်ခွေးကလည်းပြောပြောဆိုဆိုနဲ့ဥကြော်ရွေးရဲ့ရင်ဘက်ကိုလက်ဝါးနဲ့ရိုက်ထဲချလိုက်ပါတယ်ဥကြော်ရွေးမှာတတိကြီးသူမလို့မောင်ခွေးရဲ့လက်ဝါးကို လဝါနဲ့ပြန်လဲကားလိုက်တဲ့အခါဝုံကနဲ့အတန်ကြီးမြည်ဟီးသွားပြီးတော့ဥကျော်ရွေးတယောက်မြေပြင်ပေါ်ကိုပက်လက်လန်ကလဲကျသွားပါတယ်ဥကျော်ရွေးရဲ့လဝါမှာဆက်လက်နဲ့ထိမှန်ကမိကျန်တကယ်တို့အနှက်ရောက်တန်းရာကြီးတစ်ခုထွက်ပေါ်လာပါတယ်ဥကျော်ရွေးကလည်းမောင်ခွေးကိုကြည့်လိုက်ရင်းနဲ့မင်းမင်းငါတပည့်ငါခွေးမဟုတ်ပါလားမင်းဘယ်သူလဲအဲ့ဒီအခါမှာတော့မောင်ခွေးကမိမရည်တန်းနဲ့ရည်မွှန်းလိုက်ပြီးမျက်နှာကိုလဝါနဲ့ပုတ်တက်လိုက်တဲ့အခါမပန်းတာအဖြစ်ကိုပြောင်းလဲသွားပါတယ်မင်းဘယ်သူလဲဘာလို့ငါ့ကိုဒုက္ခပေးရလဲ ။ဦးကျော်ရွေးကလည်းပြောနေနေပဇက်ကသွေးတွေကလည်းဖွာကနေပန်းထွက်လာပါလေ။မရပန်းတာကလည်းဦးကျော်ရွေးကိုလက်ညှိုးနဲ့ချိန်လိုက်ကရှင်တို့ရဲ့အချိန်တွေကုန်ဆုံးသွားပြီဦးကျော်ရွေး။အခုချိန်ကစပြီးတော့ကျမတို့ရဲ့ဒေဝခိုင်ကရှင်တို့ရဲ့စကိုင်းကိုဝါမျိုးပြစ်လိုက်တော့မယ်။မရပန်းတာကလည်းဦးကျော်ရွေးကိုအစိမ်းရောင်လက်လက်တစ်ခုနဲ့ပြစ်ခတ်လိုက်ပါလေ။ဦးကျော်ရွေးဟာမိမိကိုမိမိသေးပြီလို့တတ်မှတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆက်လက်နဲ့တခုကပြန်ဝဲလာကမပန်းတာရဲ့ဆက်လက်နဲ့ကိုဖျက်ဆီးလိုက်ပါတယ်။ ဥကျော်ရွေးနဲ့မပန်းတာတို့ဟာဆက်လက်နဲ့ပြစ်ခတ်လိုက်တဲ့နေရာကိုပြန်တူကြည့်လိုက်မိပါတယ်။ဟာဆရာကြီးဆရာကြီးပါလား။ဘဲကအဖိုးကြီးဝင်းရှုပ်တာလေ။ကြီးကငါ့ကိုမသိပါလားဟာ။ငါကဆက်ကိုင်းကိုတီထောင်ခဲ့တဲ့ဆက်ဆရာဦးဆန်သိမ့်မယ်။ရှင်ကတေသွားပြီမဟုတ်ဘူးလား။မတေလို့မင်းအရှိမရောက်နေတာပေါ့ကွ။ဒါဆိုရင်လည်းတေးအောင်တက်ပေးရမှာပေါ့မပန်းတာကလည်းမြေကြီးအတွင်ကိုဆက်လက်နဲ့တခုဖြစ်ထဲလိုက်တဲ့အခါအဲ့ဒီဆက်လက်နဲ့ဟာမြေကြီးအတွင်ကနေတဲ့စဉ် ်ဦးဆန်သိန်းစီကိုပြေးဝင်သွားပါတယ်ဦးဆန်သိန်းကလည်းအဲ့ဒီဆက်လက်နက်ကိုပြစ်ခတ်ကဖျက်ဆီးလိုက်ပါတယ်မင်းကမြေအောက်ကဘာရဲ့ဆက်လက်နက်ကိုတုံးချင်တာပဲဒါပေမဲ့ငါလူဆက်စရာကိုဆက်လက်နက်တဲ့ပြစ်တယ်ဆိုတာကသိန်းကိုမိုက်မဲလွန်ရကြတယ်ဦးဆန်သိန်းကလည်းမပန်းတာထံကိုဆက်လက်နက်တွေနဲ့ပြစ်ခတ်လိုက်ပါတယ်မပန်းတာကလည်းရမမင်းကျင့်စဉ်ကိုအောင်မြင်ထားတယ်သူမို့လို့ပြင်ညာပေါ်သေးသေးမဟုတ်ပါဘူးလဲကျနေတဲ့ဦးကျော်ဝေးကိုစိတ်တလုံးကလည်းပြေးထူလိုက်ပါတယ်ဦးကျော်ဝေးကလည်းမပန်းတာရဲ့ဆက်လက်နက်တွေထိမှန်ထားတာမို့လို့ ရေဘက်မှာတန်းရရကသွေးတွေပုတ်ပွက်အံ့နေပါတယ်။တားရမယ်။ငါတပည့်တွေကိုတားရမယ်။ဒီကိစ္စကမရိုးသားဘူး။အဲ့ဒီခါမှာတော့စိတ်တလုံးဟာစက်ပြက်ကိုင်းကတပည့်တွေကိုပြေးဆွဲရပါတယ်။တော်ကြပါတော့စက်ပြီးတော့မတိုက်ကြပါနဲ့တော့။ဒါပေမဲ့လေတပည့်တွေဟာတစ်ဖက်နဲ့တစ်ဖက်အမုန်းတရားတွေပွားများကဒေါသတကြီးဖြစ်နေကြတာမို့ဂမူးယူလိုဖြစ်နေကြပါတယ်။ဒါကြောင့်မလို့စိတ်တလုံးကိုပြန်လှည့်ပြီးတော့ရန်ပြူကြပါတယ်။စိတ်တလုံးကလည်းစက်ကိုင်းသားတွေကိုတားမြစ်ပြန်ပါတယ်။ ဒါပေမဲ့လည်းအခြေအနေပင်ဖြစ်နေပါတယ်။နောက်ဆုံးတော့တားမြတာမလို့ခေါင်းကုတ်လိုက်ကဟာဒီလူတွေကတော့တကယ်လူတွေပဲကွာ။ဒါနဲ့မိခားတယောက်ဝဲပြောင်နေလည်းမသိဘူး။စိတ်တလုံးရေရွတ်နေတဲ့အချိန်မှာပဲဥဆန်သိန်းနဲ့မပန်းသားတို့ဟာတိုက်ပွဲပုံမှုပြင်းထန်လာပါတယ်။ဥဆန်သိန်းရဲ့စက်လက်နဲ့တွေကိုမခံနိုင်တော့တာမလို့မပန်းသားဟာအနောက်ကိုခုန်ဆုပ်လိုက်ပါတယ်။တဲစည်းကောင်မှာတိုက်ခိုက်နေကြတဲ့နှစ်ဖက်ဂိုင်းသားတွေဟာလည်းဒဏ်ရာအနာတရတွေရရှိနေကြတာမို့လို့မပန်းသားဟာကောင်းကင်ကိုလက်ညှိုးထိုးလိုက်တာ ရောင်စုံမီးလုံးကြီးတွေကိုဖောက်ခွဲလိုက်ပါတယ်။ထိန်လင်းနေတဲ့မီးလုံးကြီးတွေဟာကောင်းကင်ပေါ်မှာပောက်ကွဲသွားတဲ့အခါကျမှသာတိုက်ခိုက်နေသူတွေအားလုံးကရက်တန်သွားကမိုးပေါ်ကိုမော့ကြည့်လိုက်ပါတယ်။အဲ့ဒီအခါမှာတောင်ကုန်းပေါ်မှာတက်ဆွဲထားတဲ့ဒေဝကိုင်းကခိုင်းသားတွေဟာတဲစည်းကုံကြီးအပေါ်ကိုဆက်လက်နဲ့တွေကိုတရက်ဆက်ပစ်ခတ်လိုက်ပါတယ်။ဒေဝကိုင်းကပစ်ခတ်လိုက်တဲ့ဆက်လက်နဲ့တွေဟာမိုးရွာတကယ်တို့တဝဝဝနဲ့ကြာစင်းလာကနှစ်ဖက်ခိုင်းသားတွေကိုထိမှန်ကုန်ပါတယ်။ငါတို့တော့တိုက်ခိုက်ခံရပြီဟဲ့ ။ဦးကျော်ရွေးကအတန်ကုန်အော်ဟစ်လိုက်ပြီးငါတို့စကန်းစီကိုပြန်ဆုတ်ကြ။စကန်းသားတွေကလည်းဒဏ်ရာရနေကြတဲ့ဂိုင်းအဖွဲ့ဝင်တွေကိုဆွဲကပြဲလဲဆုတ်ခွာကြပါတယ်။ဒါပေမဲ့လည်းမိုးရွာတကယ်တို့တပွဲပွဲကြနေတဲ့ဆက်တွေကိုထိမှန်ကုန်ပါတယ်။ဦးကျော်ဝေးတို့ဆက်ပြတ်ခိုင်းဟာလည်းတောင်ပေါ်ကိုပြန်လဲဆုတ်ခွာရန်ပြင်ကြပါတယ်။အဲ့ဒီချိန်မှာတော့တောင်ကုန်းပေါ်မှာတက်ဆွဲထားတဲ့ဒေဝကိုင်းသားတွေဟာညာတန်ပေးပြီးတောင်ကုန်းအောက်ကိုပြေးဆင်းလာပါတယ်။ဦးကျော်ဝေးတို့ဟာလွတ်လန်းမရှိတော့ဘဲအဲ့ဒီချိန်မှာဦးကျော်ရွေးကလည်းပြေးလာပါတယ်။အကိုကြီး တောင်ပေါ်တက်မပြေးပါနဲ့အထရေများတယ်ကျုပ်တို့ရဲ့တောင်အောက်ကိုလိုက်ခဲ့ပါဥကျော်ဝေးကလည်းအံ့ဩသွားကညီလေးမင်းကအကိုကိုမမုန်းဘူးပေါ့နော်ကျုပ်တို့ကညီကိုတွေပါအကိုကြီးရာအရေးကြုံရင်တော့တွေးစီရမှာပေါ့ဥကျော်ဝေးနဲ့ဥကျော်ဝေးတို့ညီကိုနှစ်ဦးကလည်းအချင်းချင်းပြုံးရွှင်သွားကြိလိုက်ပြီးတော့တဦးလက်ကိုတဦးဖမ်းဆုပ်ထားလိုက်ပါတယ်ဥကျော်ဝေးကလည်းစက်ဖြက်ခိုင်းသားတွေကိုကြည့်ပြီးတော့ကိုင်းအခုချိန်ကစပြီးအားလုံးပဲအာဃာတတရားတွေအမုန်းတရားတွေပညာမာနတွေကိုခွာချလိုက်ကြပါတော့ ငါတို့တွေအတူတူကပေါင်းစည်းပြီးတော့ကျူးကျော်လာတဲ့ရန်သူတွေကိုတိုက်ခိုက်ကြရမယ်။ဥကျော်ရွေးကလည်းစကိုင်းသားတွေဘက်ကိုလှည့်ကြည့်လိုက်ကကိုလူတို့ငါတို့တွေအားလုံးစီယုံကြရမယ်အချိန်ကိုရောက်ပြီးအချင်းချင်းညီညွတ်ကြပါစို့။ခေါင်းဆောင်တယောက်ရဲ့ဥဆောင်မှုနဲ့သဲစည်းကုန်ကြီးထံကိုပြန်ပြီးတော့ပြေးလာခဲ့ပါတယ်။အကိုကြီးတို့တို့ဘယ်ဘက်ကိုပြေးကြမလဲ။ဒီကောင်တွေကတောင်ပေါ်ကနေဆင်းလာတာဆိုတော့ငါတို့စမ်းကြောင်တိုက်လိုက်ဆင်းပြီးတော့အောက်ဘက်ကိုထွက်ပြေးကြမယ်ဟဲ့။စကိုင်းနဲ့စက်ပြက်ကိုင်းကဂိုင်းသားတွေဟာစမ်းကြောင်အတိုင်းဆင်းပြေးကြပါတယ်။ မပန်းတာအချက်ပေးလိုက်တာမို့လို့စမ်းကြောင်းနှဘေးမှာရှိနေတဲ့ဂိုင်းတော်တွေကအတင်းဆောင်နေကြတဲ့ဒေဝဂိုင်းသားတွေဟာကောင်းတွေထောင်လာကြပါတယ်မပန်းတာအချက်ပြပြီးဟဲ့ငါတို့တွေကဒီကနေအပေါ်ကိုခြိတက်ပြီးတော့စမ်းကြောင်းတွေကိုဆင်းလာကြမယ်ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းကလူတွေကိုအပြတ်ချိန်မုံးကြမယ်ခေါင်းဆောင်တယောက်ကအော်တန်ပေးလိုက်တဲ့အခါမှာတော့တခြားလူတွေကလည်းအော်ဟစ်ကဂိုင်းတော်ကြီးရဲ့အပေါ်ဘက်ကိုတက်လာခဲ့ပါတယ်မိခါကလည်းအဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါမှာတော့လက်ဆက်သက်တော်မပန်းတာတို့ရဲ့လက်ချက်ကို ငါဒီလူတွေကိုတားမှဖြစ်မယ်။မိခါကလည်းဂိုင်းတော်ကြီးအတွင်မှာစီတစ်ခုကိုဖန်တီးလိုက်ကအဲ့ဒီစီအတွင်မှာမြူကိုတွေကြားနေစေရန်ဖန်တီးလိုက်ပြီးရဲ့နောက်မှာတော့အမင်းအာယုံမှုံဝါသားအောင်ပြုတ်လုလိုက်ပါလေ။အဲ့ဒီနောက်မှာတော့ဂိုင်းတော်အတွင်ကနေပြီးတော့ဒေဝဂိုင်းသားတွေဟာဆက်လက်နဲ့တွေနဲ့ပြစ်ခတ်လိုက်ပါလေ။ဒေဝဂိုင်းသားတွေဟာဂိုင်းတော်ကြီးအတွင်ကနေပြစ်ခတ်တာမို့စိတ်တွေထွေပြားကဂိုင်းတော်အတွင်ကိုပြန်လဲပြစ်ခတ်နေပါလေ။မြူတွေကြာစင်းနေတာမို့လို့တအူးနဲ့တအူးတဲခွဲစွာမမြင်ရပဲ။ ဆက်လက်နဲ့ပြစ်ခတ်တဲ့နေရာတွေကိုသာစိတ်မန်းနဲ့ပြစ်ခတ်နေရပါတယ်။အချင်းချင်းပြန်လဲပြစ်ခတ်မိကုန်တဲ့အခါမှာတော့မိခါကလည်းအဲ့ဒီအဖြစ်ကိုတွေ့ကဟက်ခနဲ့ရီလိုက်မိပါတယ်။ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းကခိုင်းသားတွေဟာခိုင်းတော်ကြီးအနည်းကိုပြေးဆင်းလာပါတယ်။အနောက်ကလည်းဒေဝခိုင်းသားတွေအားလုံးဟာထက်ချက်မကွာလိုက်လာကြပါတယ်။ခိုင်းတော်အတွင်မှာလမ်းပြောက်နေကြတဲ့ဒေဝခိုင်းသားတွေကိုကောင်းဆောင်ကပြဲလဲစုစည်းလိုက်ကမိခါထောင်ထားတဲ့စီးကိုဖျက်ဆီးလိုက်တာမို့ပြဲလဲမြေတိုင်စွာရှိသွားပါတယ်။ စကိုင်းသားတွေကလည်းအထီးခိုင်များလာတာမို့လို့စိတ်တလုံးနဲ့ဥဆန်သိသားပြန်လဲတိုက်ခိုက်နေရပြီကြံသူတွေအားလုံးဟာလည်းစုတ်ခွာထွက်ပြေးနေရပါတယ်အဲဒီခါမှာပဲခိုင်တော်အောက်ဘက်ကနေဒေဝခိုင်သားတွေကညာတန်ဘေးကထွက်ပေါ်လာကြပြန်ပါတယ်ထွက်ပြေးလာကြတဲ့စကိုင်းသားတွေဟာခိုင်တော်ကြီးအတွင်ရှေ့မလို့သာနောက်မဆုတ်သာအခြေအနေနဲ့ဖြစ်နေကြပါတယ်ထွက်လန်းတစ်ခုပဲရှိတော့တယ်အဲ့ဒါကတော့စမ်းချောင်းပဲစကိုင်းသားတွေဟာစမ်းချောင်းဘက်ကိုဆင်းပြေးပါတယ်စမ်းချောင်းမှာတောင်ကြချောင်းကလေးမို့လို့ ရေစီးအားကောင်းလာပြီးလူကြီးတရခန့်ကိုနှက်ရှိုင်းပါတယ်။စကိုင်းသားတွေဟာလည်းစမ်းကြောင်းအဆက်တဲတောင်ပြေပေါ်မှာရက်တက်နေကြပါလေ။ဒီရေစီးနဲ့ဟိုဘက်ကိုဖြတ်ရင်ငါတို့တော့ရေထဲမျောပြီးသေးမှာပဲ။ဟုတ်တယ်။တယောက်တည်းဆိုရင်တော့အရေးဆုံးပြီးဖြတ်လို့ရသေးတယ်။အခုကျတော့ဒဏ်ရာရနေတဲ့ညီအကိုတွေကရှိနေတယ်။ဒီလူတွေနဲ့ဖြတ်လို့ရမှာမဟုတ်ဘူး။အဲ့ဒီအခါမှာတော့ဒဏ်ရာရထားတဲ့လူတွေကလည်းငါတို့ကိုထားခဲ့လိုက်ပါ။တဖက်ရန်သူကတက်ရင်လည်းငါတို့ခံလိုက်ပါမယ်။မင်းတို့ခြေကောင်းလက်ကောင်းလူတွေကပဲဒီကနေလွတ်အောင်ထွက်ပြေးကြစမ်းပါ။ အဲ့ဒီခါမှာတော့မိခါကလည်းစားချောင်းကိုတစ်ချက်ကြည့်လိုက်ပါတယ်။အဲ့ဒီခါမှာညအချိန်ဖြစ်တာမို့လို့ရေမျက်နှာပြေပေါ်မှာမော်စွမ်းရည်တွေကစုဝေးနေရကိုတွေ့လိုက်ရပါတယ်။မိခါကလည်းဦးဆန်သိန်းကိုကြည့်လိုက်ရင်းနဲ့ဆရာကြီးကျမမှာအကြံတစ်ခုရှိတယ်။တကယ်လို့စံချောင်းရည်ကိုသာရေခဲဆက်လွတ်ပြီးတော့ရေခဲအောင်လို့လုပ်နိုင်မယ်ဆိုရင်ကျမတို့တစ်ဖက်ကိုဖျက်ကူးသွားလို့ရလောက်တယ်။ချောင်းတစ်ဖက်ကမ်းမှာရန်သူတွေကတက်ဆွဲထားပုံမရဘူး။ကောင်းပြီမိခါမင်းအဲ့ဒီနီးလန်းနဲ့စူးစမ်းစမ်းမှာငါမိကိုအချိန်ဆွဲပေးထားမယ်။ ။ဦးစံသိန်းကလည်းဂိုင်းတော်အတွင်းကနေထွက်လာတဲ့ရန်သူတွေကိုပြစ်ခတ်တိုက်ခိုက်ပါတယ်။မိခါကလည်းလက်နက်ဖက်မှရေခဲစွမ်းအင်တွေကိုစုဆောင်းလိုက်ပြီးတော့စမ်းကြောင်းရီမျက်နှာပင်ပေါ်ကိုပြစ်ခတ်လိုက်ပါတယ်။စမ်းကြောင်းရဲ့အပေါ်ရင်အလွာဟာရေခဲစွမ်းအင်ကြောင့်တဖြည်းဖြည်းအေးခဲလာကြပေမဲ့လည်းစမ်းကြောင်းဟာအရှိန်အဟုန်နဲ့စည်းစင်းလာလာမှုလို့ရက်တန်သွားစေဖို့အတွက်ခဲရင်လာပါတယ်။လှုပ်စမ်းပါရှိသည်မျှအစွမ်းတွေထွက်လိုက်စမ်းပါမိခါကလည်းရေခဲစွမ်းအင်တွေကိုအစွမ်းကုန်ထုတ်သုံးရပါတယ်။မိခါရဲ့ရေခဲစွမ်းအင်တွေဟာ ရေမျက်နှာပင်ကိုထိုးပေါက်ပြီးရဲ့နောက်မှာတော့တပြေပြေအောက်အထိတိုးဝင်လာခဲ့ရာမကြာခင်မှာပဲရေအောက်မှာရှိနေတဲ့မော်စွမ်းအင်တွေနဲ့ပူးပေါင်းပြီးတော့ရေခဲချက်တွေဟာပုံမှန်မကျော်လာကတရားကြီးတစ်ခုတစ်ပွဲဖြစ်သွားပါတယ်။ဒါပေမဲ့လည်းရေစီးဟာလုံးဝရပ်တန့်သွားတာမဟုတ်ပဲရေခဲအလွှာအောက်မှာဆက်လက်စီးဆင်းနေပါတယ်။သွားကြရှင်တို့သွားကြတော့စကိုင်းသားတွေကလည်းရေခဲပြေကိုဖျက်ကျော်ပြီးတော့တစ်ဖက်ကန်းကိုဖျက်ကူးကြပါတယ်။ရေခဲစွမ်းအင်တွေဟာရေတိုက်စားတာမို့လို့ပြန်လဲအေးပြောကြနေတာကြောင့် မိခါဟာလက်လွတ်ရမရပဲရေကဲစွားအိမ်တွေကိုတရဆက်ပြစ်လို့နေရပါတယ်တရာကြီးကိုဖြတ်ကူးပြီးတဲ့အခါမှာတော့တပတ်ကန်းမှာတော့မိခါစိတ်တလုံးနဲ့ဥဆန်သိမ့်တာကြံနေခဲ့ပါတော့တယ်ဆရာကြီးသွားရအောင်ဘင်းတို့နှစ်ယောက်အရင်သွားလိုက်ငါနောက်ကနေလိုက်လာခဲ့မယ်မဟုတ်ဘူးဆရာကြီးအရင်သွားလိုက်ပါစိတ်တလုံးကလည်းမိခါလက်ကိုဆွဲလိုက်ကငါတို့သွားရအောင်မိခါဆရာကြီးကလိုက်လာမှာပါစိတ်တလုံးကလည်းမိခါလက်ကိုဆွဲလိုက်ကစိတ်တလုံးကလည်းမိခါလက်ကိုဆွဲလိုက်ကရေကဲတရာကြီးပေါ်ကနေဖြတ်ပေးပါတယ် မိခါကလည်းရေခဲတရားကြီးပေါ်ကနေဖြတ်ပြေးရပါတယ်။စီးစင်းနေတဲ့ချောင်းရည်တွေကရေခဲတွေကိုပုတ်တိုက်တာမို့ရေခဲတရားဟာတဖြည်းဖြည်းပါလာပါတယ်။ချောင်းတစ်ဖက်ကန်းကိုရောက်တဲ့အခါမှာတော့မိခါကဦးစံသိန်းဘက်ကိုလှည့်လိုက်ပြီးဆရာကြီးဒီဘက်ကိုအမြန်ကူးခဲ့ပါတော့ဦးစံသိန်းဟာရေခဲတရားပေါ်ကိုလှည့်ပြေးပါတယ်။အဲ့ဒီအဖြစ်ကိုတောင်ငိုးလေးပေါ်မှာကြည့်နေတဲ့မပန်းတာကမြင်တွေ့လိုက်ကအနီးမှာရက်နေတဲ့ဥတုခရဲ့အနားကိုကတ်လိုက်ပါတယ်။ဆရာကြီးဒီအတိုင်းဆိုရင်ဒီတိုက်ပွဲကအရှုံးနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ီတိုက်ပွဲမှာရှုံးနေသွားပြီဆိုရင်ဥမာရရဲ့ယုံကြည်မှုကိုရရှိဖို့အတွက်ခင်ရင်သွားပါလိမ့်မယ်ဆရာကြီးဥတုခကတစ်ချက်ပြုံးလိုက်ပြီးရဲ့နောက်မှာတော့မိုးပေါ်ကိုခုန်တက်လိုက်ရာမီးလုံးကြီးတစ်လုံးဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီမီးလုံးကြီးဟာပြန်တန်းလာခဲ့ရင်နဲ့ရေခဲတရားပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်ရေခဲတရားပေါ်ဖျက်ပြေးနေတဲ့ဥဆန်သိရဲ့အရှိပါဘွားကနေပေါ်ထွက်လာပါတယ်ဥဆန်သိမှာပြေးလွှားနေရင်နဲ့ရေခဲတရားပေါ်မှာရက်တက်လိုက်ရပါတယ်ခမည်းတော်ထွက်ပြေးလို့ဘဲဖြစ်မလဲဗျ။ ဥဆန်သိန်းကကြည်နေစေမှာပဲဥတုခါဟာတစ်ချက်ပြုံးလိုက်ပါတယ်။အဲ့ဒီခါမှာဥဆန်သိန်းရဲ့ရေဘက်ကိုဇလနဲ့တခုထိမှန်ကဥဆန်သိန်းမှာဝုံကလေးလွှဲထွက်သွားပါတယ်။ဥဆန်သိန်းဟာလည်းပက်လက်လန်ကျသွားပြီးတော့ဗဇက်ကနေသွေးတွေထွက်လာပါတယ်။မင်းကမင်းကဆက်ပြောက်မာယာကိုတုံးလိုက်တာပဲကို။ဟုတ်တာပေါ့ခမည်းကကြုံဆက်ပြစ်လို့ပြစ်လိုက်မှန်းတော့မသိလိုက်ဘူးမဟုတ်လား။အဲ့ဒီခါမှာတော့မိခါကလည်းရေကတရားပုတ်ကိုခုန်တက်လိုက်ကဥတုခရဲ့နောက်ကျောကိုဆက်လက်နဲ့တခုနဲ့ပြစ်ခတ်လိုက်ပါတယ်။ ဥဒုခရဲ့နောက်ကျောကိုမထိခင်ပါပဲမိခါရဲ့ဆက်လက်နဲ့ဟာလေးပေါ်မှာပြီးပြက်စီးသွားပါတယ်ဥဒုခတစ်ဖက်ကိုလှည့်လိုက်ကဘသူများတဲ့လို့ငါတို့ရဲ့ဇက်လိုက်မင်းသမီးလေးပါလားမိခါနဲ့အဲ့ဒီလူကြီးကိုကြည့်လိုက်ကရှင်ရှင်ကကိုကိုင်းရှင်ပါလားရေခဲတရားဟာတချွန်းချွန်းနဲ့ပြိုကျနေပါတယ်တစ်ဖက်ကန်းကဥဆန်သိန်းကလည်းမိခါပြေးတော့မင်းကသူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆရာကြီးကိုကျမရအောင်ကဲမယ်ငါစကားကိုနားထောင်စမ်းမှမိခါရာငါကတေလူဖြစ်နေပြီပဲ မိမယ်ငါဂိုင်းသားတွေကိုဥဆောင်ပြီးတော့ထွက်ပြေးလိုက်ပါတော့ဥဆန်သိန်းကလည်းကြာနေရကနေထလိုက်ကဥတုခထံကိုပြေးဝင်လာပါတယ်ဥတုခဟာတဲ့ဥဆန်သိန်းထံကိုဆက်လက်နဲ့၅ခုကိုပြစ်လွတ်လိုက်ပါတယ်အဲ့ဒီဆက်လက်နဲ့၅ခုကိုဥဆန်သိန်းကပြစ်ခတ်ဖြက်စီးလိုက်တဲ့အခါမှာတော့ဆက်လက်နဲ့တွေဟာအပိုင်ပိုင်ပြတ်ထွက်သွားပါတယ်ဒါပေမဲ့အဲ့ဒီလိုအပိုင်ပိုင်ပြတ်ထွက်သွားတဲ့ဆက်လက်နဲ့အမုံစလေးတွေဟာဥဆန်သိန်းရဲ့တကူလုံးကိုနေရာအနှံ့ထိမှန်ကဥဆန်သိန်းတယောက်ဒူးထောက်ထိုင်ကြသွားပါတယ်ဆရာကြီး ဆရာကြီးကိုကျမကဲမယ်။ဦးဆောင်သိန်းကပါဇက်ရောင်ရောင်ကလေးဟားလိုက်ပြီးတော့ပြေးပြေးတော်မီခါဖလေးဖလေးကိုသွားဦးဆောင်သိန်းကလည်းအဲ့လိုပြောဆိုရင်းနဲ့မောက်ခုံလဲကြသွားပါလေ။စိတ်တလုံးကလည်းမီခါကိုပွေ့လိုက်ကမျိုးလုံးကအလေးတန်းတွေနဲ့ရေကဲတရာကြီးကိုဖျက်ဆီးလိုက်ပါလေ။အဲ့နောက်မှာတော့တစ်ဖက်ကမ်းမှာရှိနေတဲ့ဂိုင်းပင်တွေအကြားတွေကိုပြေးထွက်လာခဲ့ပါလေ။ဒီဝကိုင်းသားတွေဟာလေချောင်းကလေးကိုဖျက်ကူးလို့မရဲပဲဖြစ်နေပါတယ်။ဥတုခဟာလေကောင်းငွေထက်ကိုပြန်တန်းတက်သွားပြီးတော့ တောအုပ်အတွင်းကိုဝင်သွားပါတယ်။မိခါတို့ဟာဂိုင်းတော်ကြီးအတွင်းကနေအရှိဘက်ကုန်းနှိပ်နေရာစီကိုဆင်းပြေးလာခဲ့ပါတယ်။ဥတုခါလည်းတောအုပ်ကြီးအတွင်းကနေပြန်ထွက်လာကလူကြီးတစ်ဖက်စာကန်ရှိတဲ့တစ်လုံးကြီးနှလုံးကိုလက်ဖြင့်မှတ်တင်ကပြန်တန်းလာခဲ့ပါတယ်။အဲ့ဒီတစ်လုံးကြီးကိုလေပေါ်မြောက်တင်လိုက်ပြီးအပြာရောင်ဆက်လက်နဲ့နဲ့ပြစ်ခတ်လိုက်တဲ့အခါစက်ကြလက်နဲ့ဟာတစ်လုံးကြီးကိုအလေကနေထက်ချန်ခွဲထွက်သွားပါတယ်။တစ်လုံးကြီးနှလုံးဟာဆက်နဲ့ဖြတ်လိုက်တဲ့အခါလေးချမ်းဖြစ်သွားပါတယ်။ အဲ့ဒီတစ်လေးချမ်းကိုစံကြောင်းပေါ်မှာဖျက်ခင်းပေးလိုက်တဲ့အခါမှာတော့တစ်လုံးတရာတစ်ခုတပွဲဖြစ်သွားပါတယ်။လိုက်ကြတယ်အယူတွေရဲ့ဘာကိုစောင့်နေကြတာလဲ။ဒေဝခိုင်ကခိုင်းသားတွေဟာလေတစ်လုံးတရာပေါ်ကနေတစ်ဖက်ကန်းကိုကူးဖြတ်ကားမိခါတို့နောက်ကိုပြေးလိုက်ခဲ့ပါတယ်။မိခါတို့ကလည်းခိုင်းတော်ကြီးကိုဖျက်ကျော်ပြီးတော့ကားလမ်းမှတပေးကို ရောက်လာခဲ့ပါတယ်။မိခါရေတခုခုလောက်ပါအောင်ဒီတိုင်းဆိုရင်တော့ငါတို့ဖမ်းကန်ထီတော်မယ်။ဒေဝခိုင်သားတွေဟာလေခိုင်းတော်ကြီးအတွင်မှာတလုံးလုံးနဲ့ပြင်ဆင်လာပါတယ်။ မိခါကလည်းပန်းဆောင်ထဲကိုလက်ညိုးထိုးထည့်လိုက်ပြီးလက်ညိုးကိုပြန်ထုတ်ကာမိုးပေါ်ကိုထောင်လိုက်ပါတယ်။အဲ့ဒါကဘာလို့တားလဲမိခါ။ဒါဘာပညာလဲ။ဘာပညာမှမဟုတ်ဘူး။လေးတိုက်တာကိုတိုင်းနေတာ။လေးကဘာလို့ဖို့လဲမိခါ။လေးကအရှိရက်ကတိုက်နေတာဆိုတော့အတော်ပဲဦးကြီးစိတ်တလုံး။ဟော်ဒီဂိုင်းတော်ကြီးကလောင်စာတစ်ခုလိုသာသဘောထားလိုက်။လေးကလည်းအသင့်ပဲဆိုတော့မိစာလေးတစ်ခုချလိုက်ုံနဲ့ဒီဂိုင်းတော်ကြီးကမိပင်လေးကြီးဖြစ်သွားလိုက်မယ်။စိတ်တလုံးကလည်းမျက်လုံးအယောင်တွေလက်သွားပြီး အေးမင်းပြောတာဟုတ်တယ်မိခါမိခါဟာလက်ချောင်းနှချောင်းကိုစုပေါင်းလိုက်ပြီးတော့မီးစွမ်းအင်တွေကိုအများပြားစုစည်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အလုံးကြီးမှတဲ့မီးလုံးကြီးတစ်လုံးကိုခိုင်းတော်ကြီးအတွင်းကိုပစ်သွင်းလိုက်ပါတယ်မီးလုံးကြီးဟာခိုင်းပင်တွေကိုလောင်ကျွမ်းသွားပြီးတော့အရှိအရက်ကနေတိုက်တဲ့လေအားတွေကြောင့်မီးတောင်မီးဆံတွေဟာခိုင်းတော်ကြီးတစ်ခုလုံးကိုလွှင့်မြန်စွာလောင်ကျွမ်းသွားပါတယ်အဲ့ဒီခါမှာတော့ဂိုင်းတော်အတွင်းမှာပြေးလွှားနေတဲ့ဒေဝဂိုင်းသားတွေဟာမိတွေစွဲလောင်ကုန်ပါတယ်။ပြန်ဆုတ်ကြ၊ပြန်ဆုတ်ကြ ခိုင်တော်တွေကနေအမြန်ပြန်ဆုတ်ကြဒေဝကိုင်ကကောင်းဆောင်တွေကလည်းအော်ဟေးအမိတ်ပေးကဆုတ်ခွာခိုင်းကြပေမဲ့ခိုင်တော်ကိုလောင်နေတဲ့မီးဟာကြီးမားလို့နဲ့အပြင်မီးကူးဆက်တီမှလည်းမြန်ဆန်လုံးနာမှုဒေဝကိုင်သားတွေဟာမီးပေးတင်ကုန်ကြပါတယ်မျက်စိတစုံကြဲဝန်းလာတဲ့ခိုင်တော်ကြီးဟာမီးပင်လေကြီးတစ်ခုအလားပြောင်းလဲသွားပါတယ်မီးဆွဲလောင်နေတဲ့ဒေဝကိုင်သားတွေဟာကြောက်လန့်တကြအော်ဟေးကမီးလောင်ပြီးအတွင်မှပြေးလွှားနေကြပါတယ်တချို့ကတော့တောင်ကြချောင်းကလေးအတွင်ကိုခုံစင်းပြေးကြရင်တဲ့ချောင်းရည်လင်းအကျောမှာ ျောပါသွားကြပါတယ်။ဥတုခါကလည်းတောက်တချက်ခောက်လိုက်ပြီးတော့မိုးပေါ်ကိုပြန်တန်းကဆုတ်ခွာသွားပါတယ်။ဒေဝကိုင်းသားတွေဟာလည်းအထီးကိုင်းများစွာနဲ့ကစင်ကလျာဆုတ်ခွာသွားရပါတယ်။အဲ့ဒီတော့မှဥကျော်ဝေးနဲ့ဥကျော်ရွေးတို့ဟာလည်းလက်သီးလက်မောင်းတန်းကအော်ဟစ်လိုက်ပါတယ်။အောင်ပြီအောင်ပြီငါတို့အောင်ပြီပြီဟဲ့။ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းဟာခိုင်းသားတွေအကုန်လုံးဟာလည်းအချင်းချင်းပွေဖက်လိုက်ကအောင်ပွဲခံနေကြပါတယ်။ကျမတို့ဒီတိုင်းနေလို့မဖြစ်သေးဘူး။မပန်းသားတို့ဒေဝကိုင်းက ူတို့ရှုံးနေသွားတယ်ဆိုတာကိုသိရတဲ့ဒီကိုအင်အားအလုံးကြီးနဲ့ရှီတက်လာမှာပဲဒါပေမဲ့ကျုပ်တို့မှာသွားစရာနေရာမှမရှိတော့တာအလုံးပဲနားထောင်ကြပါတကယ်တော့ကျမကရွှေဟင်းသာခိုင်းရဲ့ဂိုင်းကျုံမိသားမှာမိခါကပြောလိုက်တဲ့အခါမှာတော့အာလုံးကအံ့ဩတင်သွားပါလေမိခါကခါးစည်းကြိုးအတွင်ကဟင်းသာရုပ်လေးကိုထုတ်ပြလိုက်ကရှင်တို့ရဲ့ဆရာကြီးဦးဆန်သိန်းကကျမကိုစက်ပညာတွေအကုန်သင်ပေးလိုက်တဲ့အပြင်ဇက်ကိုင်းကလူတွေကိုအုပ်ချုပ်ထိန်းကျောက်မှုလည်းမှားလိုက်ပါလေဒါပေမဲ့ရှင်တို့ကိုအတင်းကျပ်မစည်းစင်းခြင်းမဟုတ် ဒါကြောင့်မလို့ကျမစီစဉ်တာကိုလက်ခံလိုက်နာမဲ့လူတွေကကျမနဲ့လိုက်ခဲလို့ရပါတယ်။လက်မခံဘူးမနာခံနိုင်ဘူးဆိုတဲ့လူတွေကလည်းလူလူလက်လက်နဲ့တွားကျင်အောင်တွားနိုင်ကြပါပြီ။ဥကြော်ရွေးနဲ့ဥကြော်ဝေးတို့ဟာလည်းတယောက်မျက်နှာတယောက်ကြည့်နေကြပါတယ်။ကျုပ်တို့မှာတွားကျင်ရနေရမရှိတော့တဲ့အတွက်ရွှေဟင်းသာကိုင်းနဲ့ပူပေါင်းမှုအတွက်ဆုံးဖြတ်လိုက်ပါတယ်။ဟုတ်ပါတယ်။ကျုပ်ကလည်းရွှေဟင်းသာကိုင်းနဲ့ပူပေါင်းကျင်ပါတယ်။ဂိုင်းသားတွေအနေနဲ့လည်းရွှေဟင်းသာကိုင်းနဲ့မပူပေါင်းကျင်တဲ့လူရှိရင်အခုချိန်ထွက်သွားနိုင်ပါတယ်။ဥကြော်ရွေးရောဥကြော်ဝေးပါ ရွှေဟင်းသားဂိုင်းသားတွေနဲ့ပူးပေါင်းရန်ဆန္ဒရှိနေတာမို့လို့ကျန်တဲ့တပည့်လက်သားတွေအားလုံးဟာလည်းမငင်းဆန်တော်ပဲနဲ့လိုက်ပါပူးပေါင်းကြပါတယ်။မိခါတို့ဟာဘကိုမျိုးစီကိုခရီးဆက်လာခဲ့ရင်းနဲ့ကားလမ်းမပေါ်မှာကုန်တင်ကားကြီးတွေမောင်းနှင်လာတာကိုတွေ့လိုက်ရပါတယ်။မိခါတို့အနီမှာကုန်တင်ကားတွေရပ်တန့်လိုက်ကအရှိဆုံးကုန်တင်ကားပေါ်ကဆရာနောင်နဲ့ဆရာကိုင်ကပြေးဆင်းလာပါတယ်။မိခါငါတို့လာတာနည်းနည်းနောက်ကျသွားတယ်။အခုလောက်ဆိုရင်လည်းအချိန်မီပါသေးတယ်ဆရာနောင်။ကဲ ကိုကျော်ရွေးနဲ့ကိုကျော်ဝေးတို့ကကားပေါ်ကိုတက်ကြပါတန်ရရထားတဲ့လူတွေကိုတေချာခယူးဆိုင်ပြီးတော့တင်ကြပါကုန်တေကားဆယ်စည်းပေါ်ကိုဇကိုင်းကလူတွေကတက်ရောက်သွားကြပါတယ်စိတ်တလုံးကလည်းအထူးဆန်းနဲ့နေပါအောင်ကျုပ်တို့ဒီလိုထွက်ပြေးလာတာကိုဆရာနောင်ကဘလို့လုပ်ပြီးတော့တိတ်သွားတာလေအဲ့ဒါမိခါဆက်သွဲတာပေါ့ကွာမိခါကဂိုင်းတော်ထဲမှာခရေကတိုက်ပွဲတစ်ခုဖြစ်မြဲမှန်းကြိုသိလို့အဘွားခင်စီကိုဆက်သွဲလိုက်တာလေကဲပါဒီနေရာကနေခက်မြမြတွေသွားရအောင်တော်ကြဒေဝဂိုင်းကလူတွေရောက်လာမှာ ထပ်ပြီးတော့ပြဿနာတွေတက်ကုန်အောင်ပဲဆက်ကိုင်းနဲ့ဆက်ပြဲကိုင်းကခိုင်းသားတွေတက်ပြီးရဲ့အခါမှာတော့ကုန်တင်ကားကြီးတွေဟာမောင်းနေထွက်ခွာလာခဲ့ပါတယ်ဥမာရာဟာစပွဲကုန်ကိုလက်သီးနဲ့ထုလိုက်ပါတယ်အဲဒီနောက်မှာတော့ဥတုခါကိုကြီးလိုက်ကခမရပြောတော့လွယ်လိုက်တာအခုတော့ကျုပ်တို့လူတွေတော်တော်အထိနာကုန်ပြီမဟုတ်လားမပန်းသာကလည်းမျက်နှာပြက်နေပါတယ်ဥတုခါကတော့ဆရာကြီးတယောက်ရဲ့ဟိတ်ဟန်မပြက်ပဲရှိနေပါတယ်မျော်လင့်မထားတဲ့အခက်အခဲလေးတစ်ခုကြောင့်အခုလိုဖြစ်သွားတာပါခေါင်းဆောင်ကြီး ခမားပြောတာလွဲတယ်။ကျုပ်လူတွေတေဟဲလူကတေဒံရရတဲ့လူကဒံရရနဲ့ဖြစ်ကုန်ပြီမဟုတ်လား။တောင်ဆက်အင်းမြောက်ဆက်အင်းဆိုတဲ့ဘာမဟုတ်တဲ့ရွာလေးကိုတိမ့်ပတ်ရပြီမဲ့။ဟိုလူတွေကိုတယောက်မှဖမ်းမမိဘူးမဟုတ်လား။ကျုပ်တို့လူကျင်တာကနေမီပဲမဟုတ်လား။လူတွေကိုဘာလို့ဖမ်းရမှာလဲ။ဥမာရကလည်းအနေငယ်တွေ့ဝေသွားပါတယ်။ဘာပဲဖြစ်ဖြစ်ဒီတိုက်ပွဲကအကြဆုံးများတယ်ဆိုပေမဲ့ကောင်းကျိုးတစ်ခုတော့ရလာခဲ့ပါလေကောင်းဆောင်ကြီး။ဘာကောင်းကျိုးလဲ။ ခေါင်းဆောင်ကြီးကတောင်ဆက်အင်းနဲ့မြောက်ဆက်အင်းရွာတွေကပိုင်နက်တွေကိုခေါင်းဆောင်တွေကိုခွဲပေးလိုက်တဲ့အခါတခြားခေါင်းဆောင်တွေကလည်းစိတ်အားတက်ကြွလာပြီးတော့အခုဆိုရင်တိုက်မယ်ခိုက်မယ်တကယ်ကယ်ဖြစ်နေပြီမဟုတ်လားမပန်းတာကလည်းခေါင်းကြီးလိုက်ကဟုတ်ပါတယ်ဒါကလည်းအစိုးရကအကောင့်တစ်ခုလို့ဆိုရမှာပါပဲဥမာရာကလည်းတစ်ချက်စဉ်းစားလိုက်ပြီးတော့ခေါင်းကြီးလိုက်ပါတယ်ပြည်သက်တွေခုနားဆင်ခဲ့ရတဲ့ဇလန်လေးကတော့စာရေးသူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လေးရဲ့အခန်းစာဖြစ်တဲ့ ်အဝိဇ္ဇာဒေါသနဲ့ဂိုင်းတော်ထဲမှာတိုက်ပွဲဆိုတဲ့ဇလံလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။နောက်ထပ်လေကျမတို့ channel လေးကနေအဝိဇ္ဇာဒေါသဇလံလေးရဲ့အခန်းဆက်လေးတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နားတော်တာဆင်ပြေကြကြတဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဇလံလေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။